မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနောင်ချေတောင်မှာရခိုင်ရိုးပေါ်တို့စစ်ကြောထိုးရဲဆေလွတ်ခံရသည့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များအလွန်အင်းင်းနဲ့ထွက်ပြေးနေ၍အင်အားထက်မှန်ပို့ဆောင်နေရဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမမြို့နယ်ညောင်ကျွနဲ့ညောင်ချီတောင်စစ်မျက်နှာမှာရခိုင်ရိုးမပေါ်သို့စစ်ကြောင်းထိုးရန်ဆစ်လွတ်ခဲ့သည့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များအလွန်အင်းင်းနဲ့ထွက်ပြေးနေ၍စစ်ကောင်မရှင်ကလိုက်လံစာဝေးကအင်အားထက်မှန်ပို့ဆောင်နေရကြောင်းသိရှိရပါသည် ပေကန်ဤနိုဝင်ဘာလ၄ရက်နေ့မှာရိုးဘော်သူစေလွန်လိုက်သည့်စစ်ကောင်ပြင်တပ်ဖွဲ့ဝင်စစ်ကြောင်းမှတပ်ဖွဲ့ဝင်90မှလက်နက်များနဲ့တကွထွက်ပြေးသွားကြောင်းသိရှိရပါသည်။စစ်လက်နက်ညောင်ချေတာကြားမှအခြေပြုပြီးဧကတဆင်စစ်အင်အားတွေဖြည့်ဖို့တားဆောက်လုပ်နေတာ။အုံရှိပင်လမ်းကိုမတုံတော့ပဲ28မိုင်လမ်းဟောင်းကနေလှုပ်ရှားနေတာ။လက်နက်ကြီးစခန်းတွေပါပြင်ဆင်ပြီးတော့လို့စီရဲတရင်စင်မြက်ကပြောပါသည်။ စစ်ကောင်မရှင်ကစီရင်ရဖြစ်သူမှုလောဆောင်ရန်အတွက်အုံရှိပင်လန်ကိုအသုံးပြုခြင်းမရှိတော့ပေအခြေပြုတက်ဆွဲထားသည့်28မိုင်လမ်းဟန်းအသုံးပြု၍အင်ဂျင်မြိုင်တကြောမှအခြေပြုအင်အားဖြစ်သူမှုများလောဆောင်နေကြောင်းတရင်းချင်းမြစ်ထမသိရှိရပါသည်စစ်ကောင်မရှင်ကပကံခွဲကျေးရွာအနီး၎င်းတို့ဤ63လုံးပိုင်ကွန်စခန်းထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက်ပိုင်ကွန်အနီးတဝိုက်တွင်နာမကညောင်ချေတော့အနီးတို့ပိုင်းအင်အားဖြစ်သူမှုများဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ပါသည် စစ်ကောင်မစင်က၎င်းတို့၏ရွေးကောက်ပွဲကျင်းပရန် ဖော်ပြထားသည့်တောင်ကုန်းကိုနေမြေစုံမမှုပြန်လည်ရယူရန်အတွက်ညာကျိုးစခန်းနှင့်လေတတောင်တကြောကိုပါတပ်ဖြတ်နိုင်ရန်စူးစမ်းလျက်ရှိပါသည်တို့ရမှာနေရာစုံမှာတည်ရင်တမများဤထုံတော်အင်အားများနဲ့စစ်မှုထမ်းတင်နှင်းစစ်တပ်သားတင်များရက်တို့တင်နှင်းပေးထားသည့်ပြည်သူစစ်ပြူစာတင်များကိုအတုံးပြူနေရသည့်အတွက်စစ်ကြောင်းစင်လွန်ရမှာအစိုးရအပြုံလိုက်ထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်းတရင်ရင့်မြများထမ်းမှတည်ရပါတယ်ရှင်ဆက်လက်ပြီး အေအေကထိန်ချုပ်ပြီးနောက်လက်လွတ်ခဲ့သည့်ပွိုင်း63လုံးစခန်းကိုဝင်ရောက်နေသည့်စစ်ကောင်မရှင်တဲ့အပြင်းအထန်ပိတ်ဆို့တိုက်ခိုက်ခံနေရပြီးတည်ဆုံမှုများဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဗရာမျိုးနယ်ပကံခွဲကြီးရွာအနီးရှိအာရခတက်တော်၏တင်ယူထားသည့်ပွိုင်း63လုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လည်ဝင်ရောက်ယူထားရန်ယခုကြပါအတွင်အေအေပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရကြောင်းသိရှိရပါတယ်။ ပေကတိနော်ဝယ်မာလာ9ရက်နေ့ကပွိုင်းချောင်းသုံးလုံးစခန်းအတွင်းစီစစ်ကောင်မရှင်တပ်ကုန် AA နဲ့ပူပေါင်းတပ်ဖွဲ့များကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါတယ်။ကမဆ16ရက်အတ္တကကင်းစခန်းကိုဆိုတော့စစ်တပ်ကဘလူရရပြန်ယူခြင်းနေတာလေချောင်းချောင်းပူပေါင်းတပ်ကနောက်ဆုံးနေရာချိန်မှာဝင်နေရကြတာအခုပိတ်ဆို့တိုက်ခိုက်ခံနေရတာသိဆုံးများတယ်လို့စစ်ရေးသတင်းရှင်းပြကပြောဆိုပါတယ်။ အေအေကထွန်းတို့တိမ်ယူပြီးနောက်ဇပိုင်အတွင်နေမြေဆင်းလင်း၍တပ်များဆုတ်ခွာခဲ့ရာပွိုင်းချောင်သုံးလုံးစကန်ကုန်းကိုစစ်ကောင်မစင်းကပြန်လည်ဝင်ရောက်နေရယူသွဲလာခြင်းဖြစ်ကြောင်းသိရပါသည်စကန်ကောပြန်ပါမသွားစေရန်စစ်ကောင်မစင်းကလက်နက်ကြီးပြစ်ကိုဒုံပေါ်များအပြင် လေကြောင်းမှပါအပြင်အထံကာကွယ်တိုက်ခိုက်နေကြောင်းသိရပါသည်။နောက်ခြေတော့အခြေဆိုင်ဒါတာရန်639တေဒုံတပ်ရင်များကလည်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့်ရိုးပေါ်ကိုလက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ခတ်မှုများဆင်နေကြောင်းစည်ရေးသတင်းရင်းမြစ်ထံမှသိရှိရပါသည်။ကြောင်ကျိုးနဲ့လေသာတောင်တချောမှာထိတိတောက်ပွဲများကျနာနေပြီးပိုင်ကုန်းမှာသာတိုက်ပွဲပြင်းထန်နေကဒေါ်တိုက်ခတ်မှုများစစ်ကောင်မစင်ကပြုလုပ်လာပါတယ်ရှင်။ဆလပင်ဝက်လက်မြိုင်နဲ့ပေါင်းမျိုးနဲ့အတွင်စစ်ကြောင်းထုံနေသည့်စစ်တပ်ကကျေးရွာများကိုယနေ့အချိန်တိမိဆိုနေပြီးတောင်းနဲ့ချီသည့်ပြည်သူများဆက်လက်တင်းဆောင်နေရဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကိုင်းနှံဝနမ်းမြို့နယ်ထုံးမုံရွာကိုအကြမ်းမဲ့စစ်တပ်ကယနေ့မိုးလယ်ပိုင်းမှာဒုတိယအကြိမ်ထပ်မံမိဆိုနေကြောင်းဝက်လက် information နဲ့နှက်ဝက်တာဝန်ခံကိုမုံနိုင်ကပြောဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့မိုးလယ်9:30မိနစ်ခန့်မှာဝက်လက်မြို့နယ်အနောက်ခြမ်းရွာသားကြီးရွာထိုင်းစခန်းမှာထွက်ခွာလာသည့်အကြမ်းမဲ့စစ်သားများသည်ထုံးမုံရွာကိုထပ်မံဝင်ရောက်စီးနင်းပြီးနေအိမ်များကိုဒုတိယအကြိမ်ထပ်မံမိဆိုနေခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြမ်းမတ်စစ်တပ်ကနိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့ကလည်းဝလံမြို့နယ်အတွင်းစီတမာကုန်းရွာရွာတော်ကုန်းရွာတရက်ဦးရွာထုံးပို့ရွာထုံးပို့ရွာအစီပဲတရားညီနာအနီးစီနေအိမ်များနဲ့မြင်းတော်ရွာတို့ကိုမိဆုဖြက်စီခဲ့ကြောင်းလက်ရှိအချိန်မှာဝလံမြို့နယ်အနောက်ခြမ်းရှိရွာသားကြီးထုံးပို့တရားဦးတမာကုန်းရွာတော်ကုန်းဥတီကုန်းအုပ်ဖို့ကုန်းကြီးကန်းတောင်ရွာမြောက်ရွာလှတော်လှဲ့ဦးကြီးကုန်းနှံကြီးကုန်းရွှေသားရင်းမတော် ကော့ခိုဆိုငတ်ပြောသောတကောင်တောင်ကရုစာတိကျေးရွာများမှထောင်ထဲချီသည့်ပြည်သူများပင်လူရထွက်ပြေးသိမ်းဆောင်နေရကြောင်းသိရပါသည်။ဒါအပြင်မကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှလည်းအကြမ်းမတ်စစ်တပ်ကကျေးရွာများကိုစစ်ကြောင်းထိုးနေပြီးနေအိမ်များကိုမိဆွေနေကြောင်းဒေသပြည်သူများကပြောဆိုပါသည်။ နိုဝင်ဘာလ10ရက်နေ့မှာအကြမ်းမတ်စစ်တပ်စစ်ကြောင်းကစောကြီးတောင်မတဆင်တရက်ကံပြူရွာကိုစတင်ဝင်ရောက်ခဲ့ကြောင်းထိုစစ်ကြောင်းကပခုတ်ကူတမတရားတင်မှာအော်တိုဘာလ20ရက်နေ့မှာစတင်ထွက်ခွာလာပြီးညောင်ကျပင်ပြူရွာကမ္မမျိုးတို့မှပြည်သူများနေထိုင်သည့်နေရာများကိုလေကြောင်းလက်နက်ကြီးများဖြင့်ပုံကျဲတပ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ ရင်းစင်ဆောင်ကသွေမပြူစာတိကြွာမြောက်ဖက်စီနှမ်းစီကံရွာကိုလည်းဝင်ရောက်စိနေခဲ့ပြီးပြည်သူပိုင်းနေအိမ်20ကျော်ကိုမိဆုပ်ဖြတ်စေခဲ့ကြောင်းလက်ရှိမှာစစ်တပ်စစ်ကြောင်းကတရက်ကံပြူရွာအတွင်မှစီနေတဲ့ကြောင်းသိရပါတယ်အလာသူမကွေတိုင်းပေါမျိုးနယ်အတွင်းအကြမ်းမတ်စစ်တပ်ကတောင်းတာကျေးရွာအနီးစီနေအိမ်များကိုဆက်လက်မီးရှို့နေကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။အော်တိုဘာလ29ရက်နေ့မှာအကြမ်းမတ်စစ်တပ်၏ကာပါဆ20နှစ်မှထွက်ခွာလာသည့်တမကိုကိုလက်အောက်ခံ တရင်တစ်တုံညာကိုလေးတစ်ကို၁၄ရို့ပူပေါင်းထားသည့်အင်အား300ကျော်ပါဆက်ကြောင်းသည့်ရိုးကြီးရွာအနောက်ဘက်မှရှားပင်ရည်ရွာမူကောင်းချောင်းမှအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော်မှအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါသည်။ ။အော်တိုဘာလ30ရက်နေ့မှာထိုးစစ်ကြောင်းကချက်ကန်ရွာစာတင်ကြောင်းကိုဝင်ရောက်ဆင်းသွင်းပြီးနေအိမ်ခုနှလုံးကိုမိဆွဖျက်ဆီးခဲ့ကြောင်း။နိုဝင်ဘာလ3ရက်နေ့မှာချက်ကန်ရွာမှတဆင်ပင်နာပြူစောတိရွာနဲ့ဒီရော့ကွင်ရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ချောင်းခွဲ၍ထွက်ခွာသွားခဲ့ကြောင်း။ထိုနောက်နိုဝင်ဘာလ3ရက်နေ့မှာရင်းစစ်ကြောင်းကပြူစောတိများနဲ့ပူပေါင်းကအင်အား900ခန့်ဖြင့်ကျေးရွာများကိုထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါသည်။ ၎င်းစစ်ကြောင်းကနိုဝင်ဘာလ6ရက်နေ့မှာတရက်ဖြစ်ရွာကိုမိချိုးဖြက်စီခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့မှာလေလံကျေးရွာနဲ့မြေသားကျေးရွာရှိစစ်ဆာများနေထိုင်သည့်တဲများကိုထပ်မံမိချိုးဖြက်စီနေကြောင်းယနေ့နိုဝင်ဘာလ9ရက်နေ့မှာအချက်မဲ့စစ်တပ်ကထပ်မံစစ်ကြောင်းထိုးနေပြီးတောင်းနာကျေးရွာအနီးရှိနေအိမ်များကိုမိချိုးနေကြောင်းသိရပါသည် ၎င်းအချမ်းမတ်စတက်ဆက်ကြောင့်ကြောင့်ပေါင်မျိုးနယ်အတွင်းစီကျေးရွာ၁၉ရွာမှအင်အားစု3000ကျော်ပြည်သူ12000ကျော်သည်ဘေးလွတ်ရာသောတောင်များအတွင်ထွက်ပြေးသိမ်းဆောင်နေရပြီးစားနပ်ရိက္ခာများလည်းအရေးပေါ်လိုအပ်လျက်ရှိကြောင်းပေါင်မျိုးနယ်လူသားစာနာဌာနကပြောကြားပါတယ်ရှင်။